ချမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ30ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းပါဒီ channel လေးကမြပြင်းချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရင်းနယ်ကျောင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်အရာရှိတဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမကွေးတိုင်းရင်းနယ်ကျောင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးတပ်ကထောင်ထားတဲ့မိုင်းကိုနေမိပြီးစစ်အရာရှိတို့သေဆုံးခဲ့ကြောင်း People's Defense Force ရင်းနှင်းကျောင်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ25ရက်နေ့ရင်းနှင်းကျောင်းမြို့နယ်အတွင်းကိုဂွေကုန်းကြီးရွာဝက်ချုပ်ရွာလမ်းမတစ်ဆင့်စစ်ကြောင်းထိုးလာကြောင်းထို့နောက်တရတော်ကြေးရွာမှာညာအိတ်ခဲ့ပြီးဇွန်လ26ရက်နေ့မနက်ပိုင်းမှာချိုင်းကြေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာစဉ်မှာ PDF တပ်ဖွဲ့ကထောင်ထားတဲ့မိုင်းများကိုနေမိခဲ့ကြောင်းမိုင်းပေါက်ကွဲမှုကြောင့်စစ်တပ်စစ်ကြောင်းမှအရာရှိတအုပ်သေဆုံးတာ အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမိုင်းမိသွားတဲ့စစ်တပ်စစ်ကြောင်းကချမ်းကျေးရွာအတွင်းကိုဝင်ရောက်ညှောက်အိတ်ကကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူသွားကြောင်းသိရှိရပါတယ်။အရာရှိတဦးသေဆုံးတာကတော့ကျွန်တော်တို့အတည်ပြုနိုင်ပါတယ်။ထိခိုက်ဒဏ်ရာရရှိတာလည်းများပါတယ်။စစ်ခွေးတွေကပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတယ်။ပြည်သူတွေကိုတော့ဖမ်းဆီးတာတော့မရှိဘူးလို့ People's Defense Force ရင်းနှီးကြောင်းမှတာဝန်ရှိသူကရှင်းလင်းပြောဆိုပါတယ်။ မိုင်းနေမိပြီးတိုက်စုံတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တဲ့စစ်တပ်စစ်ကြောင်းမှာဇွန်လ29ရက်နေ့မနက်ပိုင်းမှာရင်းနှီးကြောင်းမျိုးပေါ်ကိုပြန်လည်ဆွတ်ခွာတော်ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို People's Defense Force ရင်းနှီးကြောင်း YNG PDF ရင်းနှာကော်လံတမမီ Special Column နဲ့အင်တော်တိုက်နယ်ပကဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့မုံရွာမြို့မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ထနာကျုပ်ကို Rocket ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်စုံမှုများပြားပြီး စီကိုတောင်စကန်းယုံနဲ့ရိတ်ခါကိုတောင်တို့လည်းမီးလောင်ပေါက်ကွဲဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းမုံရွာမြို့မှာရှိတဲ့အနောက်မြောက်တိုင်းစစ်တပ်နာကျုပ်ကို short type rocket ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှအရာရှိ၃ဦးအပါအဝင်22ဦးသေဆုံးပြီးစီကိုတောင်စကန်းယုံနဲ့ရိတ်ခါကိုတောင်တို့လည်းမီးလောင်ပေါက်ကွဲခဲ့ကြောင်းချင်းတွင် rocket brother crp တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်ဇွန်လ29ရက်နေ့ညနေ9:30မိနစ်ခန့်အချိန်မှာ မုံရမြုံနယ်အခြေစိုက်အနောက်မြောက်တိုင်းစစ်တပ်နာကျုံနမခကိုတော်လန်ရေးတပ်ဖွဲ့များက short tight rocket တုံးဆဲလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်တပ်နာကျုံတိုင်းရုံမှအရာရှိ2ဦးအရာရှိဇနီး4ဦးနဲ့စစ်တီ12ဦးပွဲချင်းပြီးတိုက်ဆုံးခဲ့ပြီးအပြင်းထန်တန်ရာရတဲ့အရာရှိ4ဦးစစ်တီ15ဦးဗိုလ်မှူးများရဲ့ကလေး2ဦးကိုရင်းနှီးညနေ6နာရီခန့်မှာကရင်300တပ်ဆခွဲလီတပ်စည်းရုံကိုပို့ဆောင်ခဲ့ကြောင်းအဆိုပါအဖွဲ့ရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ ဇွန်လ28ရက်နေ့မှာအဆိုပါပြင်းထန်တံရရရှိသူများထဲမှာအရာရှိတဦးဗိုလ်မှူးကလေးတဦးနဲ့စစ်တီနှဦးထပ်မံတေဆုံးခဲ့ကြောင်းတေဆုံးသူများကိုယနေ့ဇွန်လ29ရက်နေ့မှာနမခစစ်တင်းကျိုင်းနဲ့အလုံမြို့တရဏဂုံတင်းကျိုင်းမှာနာယီများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ထို့အပြင်တိုက်ခိုက်မှုအတွင်းမှာနမခစစ်တိုင်းရုံအတွင်းမှာရှိတဲ့စီကိုတောင် ပေါက်ကွဲပြီးတိုက်နှလုံးပျက်စီးခဲ့ကစကန်းရုံနဲ့ရိတ်ခါကိုတောင်တွဲမီးလောင်ပြီး RB စနစ်စလီလိုင်းကမ်းများလည်းထိမှန်ပျက်စီးခဲ့ကြောင်း အရာရှိရိတ်တမှာယက်ထားတဲ့အင်စည်းကနှစ်စည်းမီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။စစ်ကွေးတည်စရင်ထက်တိုးတာကတော့အခုလုံးလုံးစေတော့အဲ့လောက်ပါပဲ။ပြောချင်တာကတော့ကျွန်တော်တို့ကိုလည်းဝိုင်းဝန်းကူညီပေးဖို့ပြောချင်ပါတယ်လို့ချင်းတွင်း Rocket Brother CRP မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုချင်းတွင်း Rocket ညီနောင်ချင်းတွင်း Rocket Brother CRP ဦးဆောင်ပြီးမဟာမိတ်အဖွဲ့များဖြစ်တဲ့ချုံမိုင်မိုင်ကနီ Anonymous Heroes ချင်းတွင်း Brothers တို့နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လေကြောင်းရန်နဲ့စစ်ရေးတရင်ပေးပို့တဲ့အထက်ပမာပြည် Air Defense Force and Civil အဖွဲ့ကိုအထူးကျေးဇူးတင်ရှိပါကြောင်း Children Rocket Brother CRP ကပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ပလဲကန်တောင်စခန်းကိုစစ်အုပ်စုကပြန်လည်ထိုးစစ်ဆင် PLA နဲ့မဟာမိတ်တပ်တွေကတိုက်ခိုက်လို့စစ်အုပ်စုအထင်အားကပြန်ဆုတ်ပြေးသွားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ ပလဲမြို့နယ်ကန်တောင်ရွာရေစခန်းကိုစစ်အုပ်စုကပြန်လည်ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်အုပ်စုအထိနာကပြန်ဆုပ်ပြေးခဲ့တယ်လို့ PLA တာဝန်ရှိသူကပြောဆိုပါတယ်။ကန်တောင်ရွာစခန်းသိမ်းတိုက်ပွဲကနေစုခွာထွက်ပြေးတဲ့စစ်အုပ်စုနဲ့ပြည်တွေဟာအင်မတီရွာပြူစခန်းမှာစုစည်းအင်အားဖြည့်ပြီးပြီးခဲ့တဲ့ရက်ပိုင်းကကန်တောင်ရွာဘက်ကိုပြန်လည်စစ်ကြောင်းထိုးလာလို့ PLA နဲ့မဟာမိတ်တပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။ စကန်သိန်းတိုက်ပွဲပြီးတဲ့နောက်မှာကန်တောင်စကန်ကနေအင်မတီပြူရွာဘက်ကိုထွက်ပြေးသွားတဲ့စစ်အုပ်စုတွေနဲ့အဲ့ဒီရွာကပြူတွေနောက်ထပ်အင်အားဖြည့်ထားတဲ့စစ်အုပ်စုတွေအားလုံးနဲ့ပေါင်းပြီးတော့အင်မတီရွာကနေကန်တောင်ဘက်ကိုထွက်လာကြတာအဲ့ဒါကိုကျမတို့ PLA နဲ့တခြားမဟာမိတ်တွေကဖျက်တိုက်ထားတော့သူတို့စစ်ကြောင်းလံပြီးပြန်ဝင်သွားတာရှိတယ်။ရန်သူဘက်ကလေကြောင်းပစ်ကူတွေပဲလောက်ပေးခဲ့ပေးခဲ့သူတို့စစ်ကြောင်းကအထီးကိုက်အကြဆုံးတွေနဲ့တက်လံပြီးတော့အင်မတီရွာတဲကိုပြန်ပြေးဝင်သွားကြတာလို့ PLA တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။စေရေးအရာအချက်အချာကြားတဲ့ကန်တောင်းရစကန်းကိုစေအိုစုကပြန်လည်ရယူဖို့အတွက်အင်အားအများအပြားအသုံးပြုပြီးမြေပြင်ကနေစစ်ကြောင်းထိုးလာတဲ့အပြင်လေကြောင်းပစ်ကူတုံတိုက်ခိုက်ခဲ့ပေမယ့် PLA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကဂျားပြတ်ဟန်တာတိုက်ခိုက်နိုင်ခဲ့တာကြောင့်စေအိုစုအထိနာပြီးတက်လန်ကဆုတ်ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ကန်တောင်းရွာနဲ့အနီးဝန်းကျင်ကို PLA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်ထိန်းချုပ်ထားတယ်လို့ PLA တာဝန်ရှိသူကပြောဆိုပါတယ်။ကန်တော့စကန်းကိုရေရှည်ထင်းချုံနိုင်ဖို့ရအတွက်အနီးဝန်းကျင်မှာရှိတဲ့အင်မတီရွာပြူစကန်း၊ဇီးပြူကုန်းရွာပြူစကန်းနဲ့ပလဲမြို့ပေါ်မှာရှိတဲ့စစ်အုပ်စုစကန်းတွေကိုအပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့လိုတယ်လို့လည်းမြေပြင်စီရေးတရင်ရင်းမြစ်တအူးကတုံ့တက်ပါတယ်။ပလဲမြို့ပေါ်နဲ့အင်မတီရွာပြူစကန်းမှာကရန်သူအင်အားကပမာဏတစ်ခုအနည်းနဲ့ဆက်ရှိနေသေးတယ်။အဲ့ဒီလိုရှိနေတာတွေကိုတိုက်ခိုက်သိမ်းပိုက်တာထွက်လာတဲ့စစ်ကြောင်းတွေကိုဖျက်တောက်ထားတာအဲ့ဒီလိုတွေမလုံနိုင်သေးသေးကတော့ ကန်တော့စကန်အခြေအနေတွေကတည်ငြိမ်နိုင်အောင်မှာမဟုတ်ဘူးအနည်းဝန်းကျင်မှာကြန့်ရှိနေသေးတဲ့ရန်သူအင်အားကိုဖြိုချရှင်းလင်းပြီးမှတည်ငြိမ်မှုရနိုင်မှာပါလို့ဆိုပါတယ်ပလဲမြွတ်နယ်ကန်တော့ရွာရေစကန်ကိုပြည်သူ့လူမျိုးရေးတက်မတော် PLA ဦးဆောင်တဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တွေကဇွန်လ၂ရက်နေ့မှာစတင်ဒိုးစစ်စင်တိုက်ခတ်ခဲ့ပြီးဇွန်လ၁၉ရက်နေ့မှာအပြစ်သက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ကန်တော့ရွာစကန်သိမ်းတိုက်ပွဲအတွင်းမှာစစ်အုပ်စုရဲ့တိုက်လေရင်တစည်းကိုပစ်ချနိုင်ခဲ့တယ်လို့ စစ်အုပ်စု30ကျော်တည်ဆုံပြီးစစ်တုံးမန်းအချုပ်ဖမ်းဆီးရရှိတယ်လို့ PLA ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာပလဲမြို့နယ်တဲကမင်းအောင်လိုင်ကိုတစ်ဆာခံတဲ့လက်နက်ကင်တွေကျန်ရှိနေသေးတဲ့ဇီးပြူဂုံရွာပြူစခန်းနဲ့အင်မတီရွာပြူစခန်းတို့ကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ PDF တရင်တပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်အုပ်စုကလည်းပလဲနယ်ကိုနေ့စဉ်လေကြောင်းပုံးကျင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။ပလဲမြို့နယ်တဲမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ေချောင်းပုံချင်းကန်နေရလို့ကြီးရွာ20ကျော်ကတောင်းနဲ့ကြီးတဲ့ဒေသခံပြည်သူတွေဟာစစ်ဘေးတိမ်းရှောင်နေရတာရက်20ကျော်ကြာရှိလာပြီးစားနေရကစေဝါအမှုကစားတဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့စစ်ကောင်စီနဲ့လက်ပါစီများကိုလုံးဝခွင့်လွှတ်မှာမဟုတ်ဘူးပြည်내နဲ့ Federal Unit လွှတ်တော်များပူးတွဲထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဥပဒေမဲ့အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်ပါစီများကိုလုံးဝခွင့်လွှတ်မှာမဟုတ်ကြောင်း ပြည်내နဲ့ Federal Unit လွတ်တော်များလွတ်တော်ကိုစားပြုကော်မတီများကပူရဲသဘောထားထုတ်ပြန်ချက်ကိုယနေ့ဇွန်လ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကစစ်ကောင်စီမတရားဖမ်းဆီးထားတဲ့မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာမန္တလေးဥပ္ပိုလ်အချင်းထောင်တွင်းမှာလုံလောက်တဲ့စီဝါကူတမှုမရရှိတာကြောင့်ကြာဆုံးခဲ့ရပါတယ်။ထို့အပြင်စစ်ကောင်စီမတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD လွတ်တော်ကိုယ်စားလှယ်145ဦးရှိပြီးစစ်ကြောရေးစခန်းများမှာတပ်ဖြတ်ခြင်းတရားမဲ့ကျူးပေးကွပ်မျက်ခြင်း အကျဉ်းချောင်များအတွင်းမှာလုံလောက်တဲ့စီဝါကုသမှုနဲ့လုံလောက်တဲ့အာဟာရများမရရှိခြင်းတို့ကြောင့်မလူလောက်အပ်ပဲတည်ဆုံးခြင်းများရှိနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရင်းပြင်အကျဉ်းချောင်တွင်းမှာအကြောင်းမဲ့ညှဉ်းပန်းနှိမ့်ဆက်မှုကြောင့်တည်ဆုံးခြင်းထောင်ပြင်ပေါက်ကိုထုတ်ကတက်ဖြတ်ခြင်းလူသားမဆန်စွာမိရှုတက်ဖြတ်ခြင်းလက်နက်ကြီးလက်နက်ငယ်များပစ်ခတ်ခြင်းကြောင့်ဥအောင်ကျော်ဦးအပါအဝင်တည်ဆုံးသူလွတ်တော်ကိုယ်စားလှယ်၅ဦးထိရှိနေပြီဖြစ်ကြောင်းလည်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ စစ်ကောင်စီမတရားဖမ်းဆီးမှုကြောင့် NLD ဒုတိယဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာလည်း2024ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာ၎င်းလျှက်စစ်နဲ့စွန့်အင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်ဟာလည်း2024ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာ၎င်းမန္တလေးဥပိုလ်ထောင်မှာကြာဆုံးခဲ့ရပါတယ်။ထို့ကြောင့်စစ်ကောင်စီမတရားဖမ်းဆီးထားတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နိုင်ငံတော်တမရဦးဝင်းမြင့်အပေါင်းအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးအတွက်လုံလောက်တဲ့ကျန်းမာရေးဆောင်ရှောက်မှုမရှိခြင်းနဲ့ အသက်အန္တရာယ်ချင်းချုပ်ခံရမှုများအပေါ်ကိုပြည်내နဲ့ Federal Unit လွှတ်တော်များလွှတ်တော်ကိုစားပြုကော်မတီများကစိုးရိမ်ပူပန်နေတယ်လို့ဆိုထားပါတယ်။အဲ့ဒီလိုဥပဒေမဲ့လုံရများလှုပ်ဆောင်နေတဲ့စစ်ကောင်စီဟာနိုင်ငံတကာလူ့အခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကိုပျောက်ပျောက်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ပြီးစစ်ရာဇဝတ်မှုများကျူးလွန်တဲ့လုံရများဖြစ်တဲ့အတွက်မင်းအွန်လိုင်းခေါင်းဆောင်တဲ့စစ်ကောင်စီနဲ့လက်ပါစီများကိုလုံးဝခွင့်လွှတ်မှာမဟုတ်ကြောင်းနဲ့ကျူးလွန်မှုများအတွက်တာဝန်ခံရမယ်လို့ ပြည်내နဲ့ Federal Unit လွှတ်တော်များလွှတ်တော်ကိုစားပြုကော်မတီများကထုတ်ပြန်ကြမှာပေါ်ပြထားပါတယ်။အထက်ပါအကြောင်းအရာများကြောင့်နိုင်ငံရေးအကျဉ်းသားများထုံတွင်းအကြံဖတ်မှုညှဉ်းပန်းနှိပ်စက်မှုလုံလောက်သောစေဝါနဲ့အစာအာဟာရမရရှိမှုတို့ကြောင့်မလိုလားအပ်ပဲအသက်တည်ဆွမှုများအတွက်ပြည်ရင်းပြည်ပအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတရားမျှတမှုရရှိစေရေးဆက်လက်ဆောင်ရွက်သွားမယ်လို့ပူးတွေထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အသက်ခံရမှာကိုကြောက်နေတဲ့ယာအိမ်မှုများစစ်မှုတန်းကြီးကောက်ယူမှုကိုအမျိုးသမီးများနဲ့လှုပ်ဆောင်ခိုင်းနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းအနောက်ချမ်းမှာရှိတဲ့မြို့နယ်များမှာယာအိမ်မှုများဟာအသက်ခံရမှာကိုကြောက်လန့်တဲ့အတွက်စစ်မှုတန်းကြီးကောက်ယူမှုကိုအမျိုးသမီးများနဲ့ကောက်ခံခိုင်းနေကြောင်းဒေသခံများထံကနေစုံစမ်းသိရှိရပါတယ်စစ်မှုတန်းကြီးကောက်ခံနေတဲ့အုပ်ချုပ်ရေးမှုနဲ့ယာအိမ်မှုများကိုတော်လရင်အဖွဲ့အချို့ကရှင်းလင်းမှုများမကြခဏလှုပ်ဆောင်နေခြင်းကြောင့် ရာအိမ်မှုများဟာရက်ကွက်အတွင်းမှာရှိတဲ့အမျိုးသမီးများကိုအကူအညီတောင်းပြီးငွေကောက်ခံမှုများပြည်လုံးနေခြင်းဖြစ်တယ်လို့အုပ်ဖို့မျိုးနယ်မှာအသက်50အရွယ်အမျိုးသမီးတဦးကဆိုပါတယ်။တယောက်သေးတော့မဟုတ်ဘူးအမျိုးသမီး9ယောက်တစ်ဖွဲ့ဖွဲ့ပြီးတော့တအိမ်တက်တအိမ်စင်းနဲ့ပတ်စံလိုက်ကောက်ခိုင်းတာရာအိမ်မှုတွေကမကောက်ရေးတော့ဘူးခါတိုင်းအပတ်စင်တွေဆိုသူတို့ကိုယ်တိုင်ကောက်တာအခုလာကစားပြီးအမျိုးသမီးတွေကိုကောက်ခိုင်းတယ်အမျိုးသမီးတွေကိုဖိအားပေးပြီးကောက်ခိုင်းတာလို့၎င်းကဆိုပါတယ်အုတ်ချုပ်ရေးမှုနဲ့ရာအိမ်မှုများမရှိတဲ့ကြေးရွာအုပ်စုအချို့မှာတော့ စစ်မှုတန်းကြီးကောက်ခံရအတွက်စစ်ကောင်စီအဖွဲ့ဝင်များကအမျိုးသမီးများကိုကောက်ခံခိုင်းနေကြောင်းမင်းလာမြို့နယ်မှာအသက်40အရွယ်အမျိုးသမီးတဦးကပြောပါတယ်။အုတ်ချုပ်ရည်မှုနှုတ်ထွက်သွားတဲ့ရွာတွေအပြစ်သက်ခံရလို့အုတ်ချုပ်ရည်မှုမရှိတဲ့ရွာတွေဆိုရင်ယာယီမှုတွေကကြောက်လန့်ပြီးပတ်စံမစုရေးတော့ဘူး။အဲ့ဒီတော့အမျိုးသမီးတွေကပတ်စံကောက်ရမယ်။ပတ်စံကိုလည်းကိုယ့်ဘာသာသွားပေးရမယ်ဆိုပြီးအမျိုးသမီးတွေကိုတာဝန်ပေးတာလို့လကောင်းကဆိုပါတယ်။စစ်ကောင်စီတောင်းခံတဲ့စစ်မှုတန်းကြီးကိုမပေးပါက ဒေသခံများပေါ်တာဆွဲခံရမှာကိုကြောက်လန့်ရတဲ့အပြင်ငွေချေးပေးပါကလည်း PDF များအန်ရပြုတ်မှာကိုကြောက်လန့်နေရခြင်းကြောင့်ရက်ွက်အုပ်ချုပ်ရေးမှုနဲ့ယာအိမ်မှုများကငွေချေးကောက်ခံမှုမပြုတ်တော့ဘဲအမျိုးသမီးများကိုသာကောက်ခံကိုင်းခြင်းဖြစ်တယ်လို့စစ်ကောင်စီကယာအိမ်မှုတအူးကပြောပါတယ်။ပတ်စံကောက်ရင်လည်းအသက်ခံရမှာကြောက်ရတယ်မကောက်ပေးရင်လေရွာကလူတွေပေါ်တာဆွဲခံရတဲ့အခါလိုက်ထုတ်ဖို့ခက်တယ်။အဲ့ဒီတော့မဖြစ်မနေကောက်ရမယ့်အခြေအနေဖြစ်နေတော့ရွာတွေကအမျိုးသမီးတွေကိုအဖွဲဖွဲ့ပြီးလိုက်ကောက်ခံရတာ ီတစ်ပတ်ကတစ်ဖွဲ့ဆိုနောက်တစ်ပတ်ကတခြားတစ်ဖွဲ့ကပတ်စံလိုက်ကောက်ပေးရတယ်လို့လကောင်းကပြောပါတယ်။ယခုကဲ့သို့အုပ်ချုပ်ရေးမှူးများနဲ့ယာအိမ်မှူးများပတ်စံကောက်ခံခြင်းမရှိဘဲမြို့သမီးများမှပတ်စံကောက်ပေးနေရခြင်းဟာစစ်တပ်ကိုကူညီပေးနေခြင်းကြောင့်မဟုတ်ဘဲဒေသခံများပေါ်တာဆွဲခံရမယ့်အရေးကိုစိုးရိမ်ခြင်းကြောင့်သာဆောင်ရွက်ပေးနေရခြင်းဖြစ်တယ်လို့စစ်မှုတန်းကြီးကောက်ခံပေးနေရတဲ့မြို့သမီးတအုပ်ကရှင်းပြပါတယ်။အမတို့ရွာမှာအုပ်ချုပ်ရေးမှူးမရှိတော့ဘူး။ နောက်အစ်စ်လုံးမဲ့သူတွေမရှိဘူး။ယာယီမှုတွေကလည်းပတ်စံမကောက်ရဲဘူး။ပတ်စံမကောက်ရင်လည်းစစ်တပ်ကရန်ရှာအောင်မယ်။ဘယ်သူမှကို့တူသားတွေကိုပေါ်တာဆွဲခံရတဲ့အထဲကိုမပါစေချင်ဘူးလေ။အဲ့ဒီတော့မဖြစ်မနေအန်တီတို့ကပတ်စံကောက်ပေးနေရတာ။ကောက်လို့ရတဲ့ပတ်စံတွေကိုမြို့ပေါ်မှာသွားပေးရတယ်။မဖြစ်မနေမို့လို့သာလုပ်ပေးနေရတာလို့၎င်းကဆိုပါတယ်။စစ်မှုတန်းဥပဒေပြဋ္ဌာန်းပြီးနောက်ဘကုတိုင်းအနောက်ချမ်းမှာရှိတဲ့မြို့နယ်များမှာစစ်မှုတန်းကြီးပေးဆောင်နေရခြင်းဖြစ်ပြီး ရင်းငွေကြေးများကိုကြေးရွာရက်ွက်အုပ်ချုပ်ရေးမှုများနဲ့ရာအိမ်မှုများကဥဆောင်ကောက်ခံပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။အဲ့ဒီလိုစစ်မှုတန်းကြေးမပေးတဲ့ရွာတွေကိုလည်းစစ်ကောင်စီနဲ့ပြူစော်တီများကပေါ်တာဆွဲမှုများပုံမှုပြုတ်လောက်ကြောင်းဒေသခံများထံကနေစုံစမ်းသိရှိရပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကောင်းကတော့ကြောက်ဖြူကအေအေထင်းချုံနေမြေများကိုစစ်ကောင်စီတံပြန်ထိုးစစ်ဆင်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအာရကတက်တော်အေအေထင်းချုံထားတဲ့နေမြေတချို့ကို စစ်ကောင်စီကအင်အားအလုံးအရင်းနဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စီရေးအခြေအနေတွေကိုသိရှိသူတွေကပြောပါတယ်။ကြောက်ပြူအမှတ်32ရဲတပ်ရင်းသားကပြိုင်းစစ်ကီကြေးရွာနဲ့ကက်တပြီကြေးရွာတို့ကိုစစ်ကောင်စီက drone လက်နက်ကြီးတို့နဲ့ပစ်ကူပေးပြီးမြေပြင်ကနေလည်းကြီးတက်တဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။စီရေးအခြေအနေကိုသိတဲ့သူတယောက်ကကြောက်ပြူအခြေအနေကရှုပ်ထွေးမှုရှိတယ်ဗျ။ထိုးစစ်ကတော့သူထိုးလိုက်ကိုထိုးလိုက်ပဲ။ အေးအေးသိမ့်ပိုက်ထင်းချုပ်ထားတဲ့နေမျိုးတွေကိုစစ်ကောင်စီကဒီရပိုင်းမှာပြန်ပြီးတော့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာတွေရှိတယ်။အထူးသဖြင့်ပြိုင်းစစ်ကီရွာနဲ့ကတ်တပြေရွာဘက်ကစစ်ကောင်စီကဒရုန်းနဲ့ရေတပ်သင်းမောတွေကပြစ်ကူပေးပြီးတော့မြေပြင်စစ်ကြောင်းတွေပြန်ထိုးလာတာရှိတယ်။စစ်ရေးအခြေအနေကတော့ပြင်းထန်နေပြီးတော့ရှီတိုးနောက်ဆုံးလို့ဖြစ်နေကြတယ်လို့ဆိုပါတယ်။စစ်ကောင်စီကကြောက်ဖြူမျိုးအခြေဆိုင်တရင်တွေကိုဇွန်လအတွင်းမှာရေကြောင်းကနေတဆင့်အင်အားထောင်ထဲကြီးပို့ဆောင်ထားပြီးတိုက်ပွဲပြင်းထန်နေတဲ့အမှတ်30ရက်တည်ရင်းနဲ့ ်ညဝရီရတဌာနချုပ်တို့စီကိုအတိကပူထားတာလို့သိရှိရပါတယ်။အေအေကလက်ရှိမှာအမှတ်32ရတရင်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီကလည်းအစစ်မြင့် drone တွေနဲ့တိုက်ခိုက်လာနေတယ်လို့စီရီတရင်အရင်မြစ်တွေကပြောကြပါတယ်။ကြောက်ဖြူမြို့ပေါ်မှာစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားပြီးမြို့ပေါ်မှာလည်းစားနပ်ရိက္ခာပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ကြောက်ဖြူမြို့ကအမျိုးသမီးတယောက်ကပြောပါတယ်။ကြောက်ဖြူမှာကတော့တိုက်ပွဲတွေကပြင်းထန်လာတဲ့မေလာကလေးကစစ်ကောင်စီကမြို့ရင်းလုံခြုံရေးကိုအတော်လေးတင်းကျပ်ထားတာ မြို့အဝင်အထွက်လုံးဝကိုလုတ်လို့မရတော့ဘူးမြို့ရင်းမှာစောက်တောက်ကုန်တွေကလည်းပြတ်တောက်လို့နေပါပဲကုန်စည်နှုန်းတွေကလည်းမြင့်နေတယ်လို့ဆိုပါတယ်ကြောက်ဖြစ်မှာပြီးခဲ့တဲ့ February လကတည်းကတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်အဆင့်အပါအဝင်ဗျူဟာမိုးနဲ့အရာရှိတချို့တေဆုံးခဲ့ပြီးဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်ကောင်စီတပ်သားအများပြားကိုလည်းအေအေကဖမ်းဆီးရမိထားပါတယ်ခင်ဗျာ နောက်ထပ်သိရှိရတဲ့သတင်းကတော့မြောက်ဝတီမှာလူငယ်များကိုစစ်မှုထမ်းခိုင်းရဲ့လက်နက်ပြဖမ်းဆီးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်ပြည်နယ်မြောက်ဝတီမြို့အမှတ်၄ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာလူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့အိမ်နဲ့လက်ဖက်ရည်ဆိုင်တွေတဲအထိတနက်ပြချင်းချောက်ခေါ်ယူနေတယ်လို့မြို့ခံတွေစီကနေသိရှိရပါတယ်။အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာလက်နက်ကန်အဖွဲ့တွေနဲ့အတူရပ်ကွက်အတွင်ကင်းလှည့်နေပြီးလူငယ်တွေကိုရှာဖွေဖမ်းဆီးနေတာလို့ဆိုပါတယ်။မြောက်ဝတီမြို့အမှတ်၄ရပ်ကွက်မှာနေထိုင်သူတယောက်က သူတို့ဖမ်းဆီးနေတာမြို့ခံတွေတော့မဟုတ်ဘူး။နေကအလုလလုံနေတဲ့သူတွေကိုဖမ်းတာဇွန်လမှာပိုဆိုးနေတာအဖမ်းခံထားရတာအ ਨੇ စုံမရှိဘူးဆိုရင်အယောက်30လောက်ရှိနေပြီ။တချို့အနောက်ကလိုက်ထုတ်ပေးနိုင်တဲ့သူရှိရင်တော့ပြန်လွတ်ပေးတယ်။ဖမ်းဆီးခံရတဲ့သူတွေကိုရက်ွက်ရုံးမှာကြာကြာမထဘူး။စစ်တပ်လက်ထဲကိုအပ်တာအမတ်လေးရက်ွက်ရုံးမှာကအချုပ်ခန်းပုံစံရှိတယ်။ဇွန်လ၄ရက်နေ့က၁ရက်ကိုမြောက်ဝတီမြို့၂ခွန်ငါတက်ကိုပို့လိုက်တယ်။ညာတိုင်းလိုလိုရက်ွက်ထဲပတ်ဖမ်းနေတာအစင်းအတိကအကြောင်းပြတာပေါ့။ ဇွန်လတလထဲမှာကိုအနည်းဆုံးအယောက်30အထက်ရှိမယ်စစ်သည်ကိုပြန်ပို့တာလို့ဆိုပါတယ်မြောက်ရီမျိုးကရက်ကွက်တစ်ခုမှာအင်ဂျီထောင်ချော်ရှိပြီးကျေဝန်းတာကြောင့်ရက်ကွက်တစ်ခုမှာပေါ်တန်ဆွဲအစင်းစစ်ရင်နောက်ရက်ကွက်တစ်ခုကတိဖို့ခက်တယ်လို့ဒေတာခန်တွေကပြောပါရယ်။အုတ်ချုပ်ရင်းမှုတွေကစစ်မှုတန်းအတွက်လူခေါ်တဲ့အခါမှာမြို့ခန်တွေကိုခေါ်လို့မရှိပဲနေကနေအလုလာလုသူတွေအကြောင်းမျိုးမျိုးကြောင့်မြောက်ရီမျိုးကိုရောက်လာသူတွေကိုလိုက်ရှာပြီးဖမ်းတယ်လို့လည်းမြို့ခန်တွေကဆိုပါရယ်။ မြောက်ဝတီမြို့ဟာထိုင်းနိုင်ငံနဲ့တောင်ရင်းမြစ်ပဲခြားတဲ့နေဆက်ဒေသဖြစ်လို့လူနေထူတပ်ပြီးခီးသွွားအများပြားဝင်ရောက်နောက်ခုတက်တာကြောင့်ဖန်စီပေါ်တာဆွဲဖို့အဆင်ပြေနေတာလို့လည်းဆိုပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ရေကြီးတိုက်ပွဲမှာထွက်ပြေးတဲ့စစ်ကောင်စီတပ်သား၈ဦးပြန်လည်ဖမ်းဆီးခံရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအေယာဝတီတိုင်းရေကြီးမြို့နယ်အမြောက်တပ်အနီးမှာတိုက်ပွဲကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား၁၆ယောက်ထဲက၈ယောက်ပြန်လည်အဖမ်းခံခဲ့ရတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေစီကနေသိရှိရပါတယ် ရေကြီးအခြေဆိုင်အမြောက်တပ်အမတ်344အနီးတိုက်ပွဲကနေဇွန်လ18ရက်ကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုစစ်ကောင်စီကအုပ်ချုပ်ရေးမှုတွေရဲ့တရင်ပေးချက်နဲ့ဇွန်လ22ရက်နေ့မှာရှစ်ရောက်ပြန်လည်ဖမ်းမိခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်နဲ့နှိစက်သူတယောက်ကတရင်ပေးကြောင့်တရင်အရသွားဖမ်းခဲ့တာထွက်ပြေးတာက16ရောက်ပါအခုက10ရောက်ပြန်ဖမ်းခံရတာထွက်ပြေးတဲ့အထဲမှာစစ်မှုတန်းတပ်သားတွေနဲ့တက်ကြအဆင်ရှိသူတွေပါပါတယ်လို့သိရတယ်လို့ဆိုပါတယ် စစ်ကောင်စီကရေကြီးမြို့နယ်ကျုံပျော်ပရုတ်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးအောင်ဝင်းကတရင်ပြေးတာကြောင့်ထွက်ပြေးတဲ့စစ်ကောင်စီတပ်သားတွေကိုအင်တဗျူးလမ်းဆောင်တဲ့ပန်တော်ကြီးတရားကိတ်မှာစစ်ကောင်စီတပ်ကလာရောက်ဖမ်းဆီးသွားတာလို့ဆိုပါတယ်။ရေကြီးမြို့နယ်ဒေသခံတယောက်ကတိုက်ပွဲတွေမှာစစ်တပ်တွေကြာပြီးထွက်ပြေးတာပေါ့။ပြန်ဖမ်းခံရတာစိတ်သေးတော့မကောင်းဘူး။ဒီဘက်ကိုလာရှာသေးတယ်။အင်တဗျူးဘက်မှာတွေ့သွားပြီးပြန်ဖမ်းခံရတာလို့ဆိုပါတယ်။ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့စစ်မှုထမ်းတပ်သားတွေအပါအဝင် တပ်ဖွဲ့ဝင်ရှင်းလျောက်ကိုရေကြီးမြို့နယ်အခြေစိုက်အမြောက်တပ်အမတ်တ၃၄၄တပ်သေးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးရိုက်နှက်စစ်ဆေးနေတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့မိုးပြဲတိုက်ပွဲမှာ DMO 1136တရရင်မှဒုတက်စိတ်မှုကြဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းကမိုးပြဲတိုက်ပွဲမှာစစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုများအကြားထိတွေ့တိုက်ပွဲပြင်းထန်နေပြီး DMO 1136တရရင်ကဒုတက်စိတ်မှုကြဆုံးခဲ့ရတယ်လို့ တဲ့ရင်ကဇွန်လ28ရက်နေ့မှာထုတ်ပြန်ပါတယ်။အမျိုးသားညညရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှမ်းတောင်ကရာကရင်တိုင်းစစ်ဌာနအမှတ်1136တဲ့ရင်မှာဒုတက်စိန်မှုဖြစ်တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဂျွန်နီယူမင်းနဲ့နေခေါ်ပါတီကိုပိုင်အမှတ် P3 1106146ဟာဇွန်လ29ရက်နေ့မှာမိုးပြဲတိုက်ပွဲမှာကြာဆုံးခဲ့တယ်လို့သိရှိရပါတယ်။ရှစ်တန်းရောက်ရဲဘော်တယောက်ကတိုက်ပွဲကပြင်းထန်နေတယ် drone တွေနဲ့ကျနေတာလက်နက်ကြီးပြစ်မီးလောင်ဘုံးတွေရောပြစ်တာပေါ့လို့ပြောပါတယ်ရဲဘော်ဂျွန်နျူးမင်းနဲ့နယ်ခေါ်ပါတီဟာတရင်ကပေးအပ်တဲ့တာဝန်ကိုခြေပုံပြီးတိုက်ပွဲများစွာကိုလည်းပါဝင်တိုက်ခတ်ခဲ့သူဖြစ်တယ်လို့သူကြဆုံးခဲ့ရတဲ့အတွက်မိသားစုနဲ့ထတ်တူဝမ်းနေရပြီးအာဇာနည်သူရဲကောင်းဖြစ်မှတ်တမ်းတင်ဥညွတ်တယ်လို့လည်းတရင်ကဆိုပါတယ်မူပြဲကိုပြန်လည်ထင်းချုံနိုင်ဖို့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျေတာ လက်နက်ကြီးနဲ့ပစ်ခတ်တာ drone ပုံသီးချတိုက်ခိုက်တာတွေဇက်တိုက်ရှိနေတာပါပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလလောက်ကစလို့နေတိုင်းနေပါထိတွေ့တိုက်ပွဲတွေဖြစ်နေပြီးနှစ်ဖက်ထိခိုက်ကြဆွမှုတွေလည်းရှိတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ BGF ရဲ့အထူးတပ်ဖွဲ့တင်တန်းဖွင့်လှစ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကရင်နယ်ကြားဆောင်တပ် BGF ရဲ့ကွယ်တူးအထူးတပ်ဖွဲ့တင်တန်းဖွင့်ပွဲကိုကရင်ပြည်နယ်ရွှေကုတ်ကူမြိုင်တေတာ ဒီကနေ့ဇွန်လ29ရက်နေ့မှာစတင်ဖွင့်လှစ်လိုက်တယ်လို့ BGF နဲ့နှိဇက်သူတွေထံကနေသိရှိရပါတယ်။ BGF ကိုကဲရေးဌာနချုပ်အမှတ်3စစ်တီတာကကြီးမှုဖွင့်လှစ်တဲ့အဲ့ဒီစစ်တင်တန်းဟာအပတ်စဉ်လေးဖြစ်ပြီးတင်းနန်းသားဥယျ300ဝန်းကျင်တက်ရောက်တယ်လို့သိရှိရပါတယ်။တင်းနန်းမှာတော့အခြေခံစစ်ပညာလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်နေ drone နဲ့ sniper တင်းနန်းတို့ကိုပါထည့်သွင်းတင်ကြားစီတယ်လို့သိရှိရပါတယ်။ BGF 2024ခုနှစ်နောက်ပိုင်းမှာ တတသည့်အင်အားစုဆောင်းတာကိုအစောတလင်လှုပ်ဆောင်လာတာဖြစ်ပြီးတပ်အင်အားကိုလည်းတိုးချဲ့ဖွဲ့စည်းနေပါတယ်။အထူးသဖြင့် BGF စုမိုးရလိုင်းပွဲမြို့နယ်တဲကရွာရီအပြင်ဖအံမြို့နယ်ကော့ကရိတ်မြို့နယ်နဲ့မြဝတီမြို့နယ်တွေမှာလည်းတတသည့်စုဆောင်းတာတွေရှိတယ်လို့သိရှိရပါတယ်ခင်ဗျာ။ထက်မှန်တင်ဆက်ပေးခြင်းတဲ့တရင်ကောင်းကတော့ရခိုင်အပါအဝင်တိုင်းနယ်ပြည်နယ်ပုဂ္ဂလိကလုံခြုံရေးကော်မတီများဖွဲ့စည်းထားကြောင်းစစ်ကောင်စီထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။တရုတ်လုံခြုံရေးများရောက်ရှိနေတဲ့ရခိုင်ပြည်နယ်အပါအဝင် တိုင်းနယ်ပြည်နယ်အလိုက်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကိုယ်ကျေးကော်မတီများဖွဲ့စည်းထားကြောင်းစစ်ကောင်စီရဲ့ဇွန်လ20ရက်နေ့နဲ့28ရက်နေ့ထုတ်မြန်မာနိုင်ငံပြန်တမ်းများမှာဖော်ပြထားပါတယ်။အဆိုပါကော်မတီများကိုစစ်ကောင်စီကလုံခြုံရေးနဲ့နေဆက်ရင်းရဝန်ကြီးများကဥက္ကဋ္ဌဖြစ်ဦးဆောင်ပြီးအဖွဲ့ဝင်14ဦးစီနဲ့ပြီးခဲ့တဲ့မေလ23ရက်နေ့မှာဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းဆိုထားပါတယ်။ကြီးကြပ်ရေးကော်မတီများမှာမြန်မာဆက်သွယ်ရေးလုပ်ငန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပြည်내ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနဲ့ ကုန်းလန်ပူဆောင်ရင်ညွန်ကြားမှုဦးစီးဌာနသက်ဆိုင်ရာဒိုင်းစစ်ဌာနချုပ်ကိုစလင်နဲ့ပြည်내ရဲတပ်ဖွဲ့တို့လည်းပါဝင်ပါတယ်စစ်ကောင်စီအနေနဲ့တရုတ်မြန်မာပူးပေါင်းလုံခြုံရေးကုမ္ပဏီ Joint Venture Security Company တူတောင်ရန်တရုတ်ဘက်ကအစိုးပြုခဲ့ပြီးနောက်ပိုင်းပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းများမှာနိုင်ငံခြားသားများကိုလက်နက်ကင်ဆောင်ပါဝင်ခွင့်ပြုတဲ့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကိုပြဋ္ဌာန်းပြီးအစစ်အစစ်အကောင့်တွေပေါ်လာခြင်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့ ဗဟုကော်မတီအစည်းအဝေးမှာလည်းဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်လို့မဟုတ်ခွင့်ပြုမိန့်လျှောက်ထားခြင်းဆိုင်ရာညွန်ကြားချက်ကိုဇွန်လ18ရက်နေ့ကအတည်ပြုထုတ်ပြန်ပြီးဖြစ်ကြောင်းလည်းအတည်ပြုခဲ့ပါတယ်။ဒါအပြင်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လိုတဲ့ကုမ္ပဏီများအနေနဲ့လိုင်စင်ကိုတက်ဆိုင်ရာပြည်ထောင်စုနေပြီးတိုင်းဒေသကြီးနဲ့ပြည်내ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ရေးကော်မတီကိုလျှောက်ထားရန်ဆိုခဲ့ပါတယ်။ ထို့ကြောင့်စစ်ကောင်စီရဲ့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအရပြည်တွင်းကုမ္ပဏီများအပြင်တရုတ်အပါအဝင်နိုင်ငံခြားကုမ္ပဏီများအနေနဲ့လည်းအစိုးရလိုင်စင်ကိုလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကိုယခု2025ခုနှစ်ဖေဖော်ဝါရီလမှာပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီးဥပဒေပါပြဋ္ဌာန်းချက်များကိုအကောင့်ထည့်ဖို့ဖို့ဘူကော်မတီကိုမက်ရှလာတဲမှာဖွဲ့စည်းခဲ့ကနှစ်လနီးပါးအကြာမှာပြည်ထောင်စုနေမြေတိုင်းနယ်ပြည်နယ်ကြီးကြပ်ရေးကော်မတီများကိုဆက်လက်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။